ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အသားလေးရခြေပြီးတော့အိဆက်ပီအရန်ကိုစားလို့ကောင်းတယ်ညမရောရမောက်လေးတစ်မျိုးဖြစ်တယ်ထုံမုတ်ပြုတ်လုံးနေလေးကိုလာမြရပေးရဖြစ်ပါတယ်ရှင်လွယ်ကူမြန်ဆန်ပြီးတော့စားလို့ကောင်းတဲ့နေလေးမို့လုံနေလေးကိုတည်ရအောင်ဖြည့်ရဗီဒီယိုလေးကိုအဆုံးထိလိုက်ချစ်ပေးကြပါအောင်ရှင် ပထမဆုံးရှူရိုအုံယူလေးထိုးပေးရန်အတွက်စီပူပူသေးကိုချစ်ထားပေးတာအုံဒီဖက်လေးတင်းငယ်ကိုထည့်ပြီးတော့ဝင်သွားပေးလိုက်ပါရရှင်ဒီအုံဖက်လေးတွေကအယောင်လေးရဲပြီးတော့နည်းနည်းလေးကျွတ်လာတဲ့ထိပေါ့နော်ဝင်သွားပေးလိုက်ပါထုံမောက်ကဒီအုံးကြော်လေးနဲ့စားမှသာဆိုက်ဆိုက်မမွေလေးနဲ့ပို့ပြီးတော့လိုက်ဖက်မှာဖြစ်ပါတယ်။ ကဲဖြိုးတို့ကြောက်သွားပေးလိုက်တာအခုလိုမျိုးလေးအောင်ဖက်လေးတွေကလည်းအယောင်လေးရဲပြီးတော့ကျွတ်လာပြီဆိုလို့ရှိရင်တော့သူ့ကိုမေးဘွားချပြီးတော့စီကိုပေါ့နော်စကားလေးနဲ့စစ်စစ်ပေးထားလိုက်ပါမယ်ရှင်။ အရင်ဦးဆုံးထုံမုံပြုတ်လောက်ရန်တွယ်ဖြိုးဟာကောက်ညင်မုံနှုတ်စီပုနဲ့တပူးစာကိုပကံတလုံးလေးကိုထည့်ပေးလိုက်ပါပြီးတော့တခြားထမင်းစာဆွန်ငါးဆွန်းစာလုံးနဲ့စားလေးနင်းငယ်ဟာထည့်ပေးလိုက်ပါဒီနေရာမှာအချိုမကျရင်တခြားကိုရှော့ထိုက်နိုင်ပါတယ်နော်ပြီးရနဲ့အားလုံးကိုသမတော်အောင်ဝင်သွားပေးလိုက်ပါရှင် ဝင်သွားပြေးလိုက်တာအားလုံးနဲ့တမတော်ပြီဆိုတာနဲ့သူ့ရဲကိုရေကိုနည်းနည်းချစ်စီထည့်ပြီးတော့ဝင်သွားပြေးလိုက်ပါတယ်ရှင်မုံနှစ်လေးနဲ့တမတော်အောင်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဖြိုးထက်သွားလိုက်တာ ရေနှုတ်စီဘူးနဲ့တဘူးနဲ့တဝက်ပဲဖြစ်ပါတယ်ကောက်ညင်မုံကနှုတ်စီဘူးနဲ့တဘူးစာနဲ့ရေကနှုတ်စီဘူးနဲ့တဘူးနဲ့တဝက်စာပေါ့နော်ဒီမှာဖြိုးသုံးထားတာ ဝင်သွားလိုက်တာတမသွားပြီဆိုရနဲ့သူ့ရဲ့ကိုဖြိုးအားစီထမင်းစာဆုံးနဲ့ငါးဆုံးစာလောက်ကိုထည့်ပေးလိုက်ပါတယ်။မုတ်တွေအများကြီးထမ်းပါမှာဒီထုံမုံကကြတော့စီကိုအဓိကသုံးတယ်လို့လည်းပြောလို့ရတယ်ပေါ့နော်။ထုံမုံမှာပုံမှန်ဆိုလို့ရှိရင်စီကိုဒီထက်တောင်ပိုသုံးကြပါရစေ။ လုံးဝစီရွှဲရွှဲထဲမှာပေါ့နော်ဒီမုန်နှင်းကိုထည့်ပြီးတော့ထိုးကြတာဖြစ်ပါတယ်ရှင်စီထည့်ပြီးရနဲ့သမတော်အဝင်ထားလိုက်တယ်သမတော်ပြီဆိုတာနဲ့လှော်ထားပြီးသားသေဟိုစီလေးရဲ့မြေပဲလို့အချမ်းလိုက်လေးနဲ့နှုတ်နှုတ်ဆင်းထားတာလေးရဲ့ပြီးတော့ကြောက်ဖြိုယုံလေးနဲ့ငယ်ကိုလည်းသေးသေးလေးတွေထိထားတာလေးကိုပါထည့်ပေးလိုက်ပါတယ်ဒီစားပလာတွေကိုကြတော့နောက်မှထည့်မယ်ဆိုလည်းရပါတယ်နော်ဖြိုတော့တစ်ခါလဲထည့်ပြီးတော့အားလုံးကိုရောထိုးမှာဖြစ်ပါတယ်ပြီးရင်တော့ဖြိုတို့အိုးထဲကိုထည့်ပြီးတော့မိခက်အေးလေးနဲ့ထိုးသွားပေးလိုက်ပါမယ်နော်ဒီမုတ်ကိုလို့ တဲ့အချိန်မှာဆိုလို့ရှိရင်ဖြူတို့ကအဆက်မပြတ်လေမှုသွားပေးဖို့လိုပါရဲ့ရှင်မဟုတ်ရင်မုတ်ကအိုးတွေပါကတ်တက်တယ်ပေါ့နော်ပြီးတော့မုတ်သားကမရောနဲ့ជីជីလင်းမရပဲပေါ့နော်မညီမညာဖြစ်တတ်ပါရဲ့ရှင်အဲဒီလိုဖြူတို့ကတလျှောက်လုံးမှာအခုလိုမျိုးလေမှုသွားပေးရမှာဖြစ်ပါရဲ့နော် ထိုးမို့ဆိုတော့လေဖြိုးရိုးဒီအလျှောက်လုံးမှာအဆမပြတ်လေထိုးသွားပေးဖို့လိုပါတယ်ရှင်ထိုးသွားရင်ထိုးသွားရင်လည်းမုတ်သားလေးတွေကပြပြခက်ခဲလေးဖြစ်ပြီးတော့အသားလေးလည်းကြည်လာမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဖြိုးကမိခိတ်အေးလေးနဲ့မိနစ်20လောက်ရှိပါတယ်ထိုးသွားပေးလိုက်တာမုတ်သားကလုံးဝကြည်လာတဲ့အထိပေါ့နော်ဆက်ရှိရှိလေးနဲ့ထိုးသွားပေးလိုက်ပါတယ်ကဲခုလိုမျိုးလေးမုတ်သားလေးရနည်းနည်းလေးကြည်လာပြီဆိုတာနဲ့သူ့ရဲ့ကိုဖြိုးပါထောပတ်ခဲကိုပေါ့နော်ထမင်းစာစောနဲ့တစုံစာလောက်ကိုထပ်ပေးလိုက်ပါတယ် ပုံမှန်ဆိုလို့ရှိရင်တော့ဒီနေရာမှာစီထက်ထက်သေးရပေါ့နော်ဖြူကတော့စီမထက်တော့ပဲနဲ့ဒီထောဘက်လေးကိုပဲထက်ထားပါရရှင်ပြီးရင်တော့ထောဘက်လေးနဲ့သမတော့အောင်ပြန်ပြီးတော့ဝတ်သားပေးလိုက်ပါမယ်နော်ထောဘက်စီလေးထဲတော့အနက်လေးလေးပုံမှုပြီးတော့ပိုလဲစားကောင်းတယ်ပေါ့နော်ဒီနေရာမှာမုတ်သားကို ကိုစိတ်တိုက်ကြတဲ့အထိထိုးသွားပေးနိုင်ပါရဲ့เนาะ ဖြိုးရတော့ထိုးထွားပေးလိုက်တာမိနစ်20လောက်ကြာပါတယ်ရှင်။အသားလေးကလုံးဝကြည်ပြီးတော့ပေါ့နော်ထုံထုံထွေးထွေးလေးဖြစ်တဲ့အထိထိုးသွားပေးလိုက်ပါတယ်။ ကံဖြိုးတို့ထိုးသွားပေးလိုက်တာအသားလေးကလုံးဝကြည်ပြီးတော့အခုလိုမျိုးလေထုံထုံထွေးထွေးလေးဖြစ်နေပြီဆိုလို့ရှိရင်တော့ရပါပြီနော်ဒီနေ့ဟာဆိုလို့ရှိရင်တော့ဖြိုးတို့ရဲ့ထုံမုံလေးကတော့ရပါပြီပြီးရင်တော့ထုံမုံထိုင်မဲ့ဘန်လေးထဲကိုလည်းဖြိုးတို့ကစီလေးတုတ်ပေးထားမယ်ပေါ့နော်ကဲပြီးရင်တော့စီတုတ်ထားပြီးသားခွက်လေးထဲကိုထုံမုံလေးကိုထည့်ပေးလိုက်မယ်ပြီးရင်တော့အပေါ်ကမြင့်ပြင်းလေးတွေကိုညှိသွားအောင်ညှိထားပေးလိုက်ပါမယ်ရှင်ကျပြီးရင်တော့သူ့ကိုလုံးဝအေးပြီးတော့ခဲသွားတဲ့အထိအေးခံထားပေးလိုက်ပါမယ်နော် မုတ်လေးကလုံးဝအေးပြီးခဲသွားပြီဆိုလို့ရှိရင်တော့ကိုစိတ်ໃຈတုံချီသေးကိုလှည့်ဖြတ်ပြီးလို့ရှိရင်တော့အောင်းယူလေးဖြူပြီးတော့သုံးဆောင်နိုင်ပါပြီရှင်ဖြူရတော့အခုလိုမျိုးလေးတုံလေးတွေရအောင်ပေါ့နော်ကက်ကြီလေးနဲ့ညှက်ထားပေးလိုက်ပါတယ် ဲပြီးရင်တော့စားမကဲတဲ့အထက်မဲ့ပြီးလို့ရှိရင်တော့အပေါ်မှာအုံယူလေးဖြူပြီးလို့ရှိရင်တော့တောက်ဆောင်နိုင်ပါပြီ။ကဲခုဆိုလို့ရှိရင်တော့အစ်ဆက်ပြီးတော့ချိုချိုလေးနဲ့စားလို့ကောင်းတယ်ဖြူလို့ရဲ့ထုံးမုတ်လေးရတော့စားဖို့စသဖြစ်နေပါပြီရှင်။စားလို့လည်းကောင်းပြီးတော့လုံနီလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အဆက်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်။ကဲဒီနေ့ရဲ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲနော်။ဒါဆိုဖြူနဲ့ဗီဒီယိုသစ်တင်မှာပြန်ဆောင်ကြမယ်နော်။အားလုံးပဲဘိုင်ဘိုင်။